အဲ့တော့ဟုတ်ပြီ။ Okay ဒါဆိုရင်ကျွန်တော်ယုံကြည်သူတွေရဲ့ဝိညာဉ်အပိုင်းကိုကျွန်တော်ပြန်သွားရအောင်။ Okay ဒါဆိုရင်ဒီနေရာမှာယေရှုခရစ်တော်ကလက်ဝါးကားတိုင်မှာ အသက်လွတ်လိုက်တဲ့အချိန်မှာမရဏနိုင်ငံထဲကအာဗြဟံနဲ့တကွာဘိုးဘီတို့ရဲ့ဝိညာဉ်ကိုတတိယကောင်းကင်နိုင်ငံကိုရောက်သွားတာကိုကျွန်တော်တွေ့ရတယ်။ကိုတင်းချိုင်းနဲ့အက်ပြီးမှတန်ရှင်းတော်သူတို့ဤဝိညာဉ်ဒီတန်ရှင်းတော်မြို့ကိုတက်တီကိုငာမြင်တယ်ဆိုပြီးမှရောမတပ်မှုကတက်တီခံထားတာကိုကျွန်တော်တွေ့ရတယ်။ ဒါဆိုရင်တေးချတယ်တမဟောင်းတို့ကယုံကြည်သူတွေရဲ့ဝိညာဉ်ဟာမရဏနိုင်ငံထဲမှာမရှိတော့ဘူးဘယ်နေရာမှာရှိလဲတတ္တယကောင်းကင်နိုင်ငံမှာရှိတယ်ပရာတိတုပုံမှာရှိနေတယ်โอเคဒါဆိုရင်ဒီကျေးဇူးတော်ခေတ်ကာလမှာယုံကြည်သူခရိယန်တယောက်တည်ရင်ဝိညာဉ်ကိုဘယ်ရောက်လဲအဲ့တော့ကျွန်တော်တို့လေ့လာရအောင်အဲ့တော့ဒီမှာတခိုးနဲ့ဓမြကားတိုင်းမှာအဲ့တော့ဓမြကယေရှုကဲ့ရဲ့ ဲ့တော့တခိုးကဘာပြောလဲဆိုတော့ဒီလူရှင်မအပြစ်မရှိဘူးငါတို့ကအပြစ်အတွက်ငါတို့ခံရတာတိရှိမတော့အပြစ်မရှိဘူးတဲ့အဲ့တော့ယေရှုကသူဘာပြောလဲဆိုတော့ကိုရောနိုင်ငံတော်တည်ဖို့ကြွလာတဲ့အချိန်ကျွန်တော်ကိုအောက်မေ့ပါတဲ့ဒါဆိုတခိုးကယုံကြည်ခြင်းကကြားနာခြင်းအပြင်ဖြစ်တယ်ဆိုတော့ဒီတခိုးကနိုင်ငံတော်နဲ့ရှင်နဲ့ဧဝံဂေလိတရားကိုသူကြားထားတာဖြစ်တယ်ခရစ်တော်ရဲ့နိုင်ငံတော်နော်နိုင်ငံတော်နဲ့ရှင်နဲ့ဧဝံဂေလိတရားကိုသူကြားထားတဲ့အတွက် ကိုရောနိုင်ငံတော်တည်ဖို့ကြွလာတဲ့အချိန်ကျွန်တော်ကိုအောင်းမေ့ပါလို့ပြောတဲ့အတွက်ကြောင့်မလို့ယေရှုကတင်ဒီယနေ့ပင်လင်ငါနဲ့တူပရာတိတူပုံနိုင်ရှိလိမ့်မည်တဲ့ဒါဆိုရင်တခိုးကယေရှုရဲ့ဧဝံဂေလိတရားကယ်တင်ခြင်းတရားကိုယုံကြည်တဲ့အတွက်ကြောင့်မလို့သူကောင်းခင်တတ်ရကောင်းခင်ကိုရောက်တော်တာဖြစ်တယ်အဲ့တော့ဒီကယ်တင်ခြင်းဆိုတဲ့အရာမှာသူရထားတဲ့ကယ်တင်ခြင်းအတွက်ဘာအချင်းတရားမှပေါင်းစရာအကြောင်းလဲမရှိဘူး ပေါင်းနိုင်စရာအကြောင်းလည်းမရှိဘူးအဲ့တော့တခိုးမှာဘာအချင်းတရားမှမရှိဘူးသူ့ရဲ့အပြစ်အတွက်သူစင်ချင်းကိုခံလိုက်ရတာဖြစ်တယ်ဆိုတော့သူ့ရှင်မှာကောင်းတာဘာတစ်ခုမှမလုပ်ခဲ့ရအောင်ညချင်းလည်းမကောင်းပွဲတော့လည်းမစားခဲ့ရအောင်ဘယ်အတင်းတော်မှမှလည်းအတင်းဝင်သူမဖြစ်ခဲ့ဘူးဘာကောင်းမှုကုသိုလ်မှလည်းမလုပ်ခဲ့ရအောင်ဒါပေမဲ့သူ့ရဲ့ဝိညာဉ်ကအပြစ်တရားရဲ့စင်ချင်းနေသူလွတ်သွားပြီတက်ပြက်ကောင်းရင်နိုင်အောင်ရောက်တယ်ဘာကြောင့်လဲယေရှုခရစ်တော်ဟာအဲ့ဒီလက်ဝါးကားတိုင်မှာတခိုးအတွက် သူ့ရဲ့အပြစ်အတွက်အပြစ်တရားစီရင်ခြင်းကိုခံပေးတယ်ဆိုတော့ယုံတဲ့အတွက်အဲ့ဒီတကိုးဟာအပြစ်တရားရဲ့စီရင်ခြင်းကနေလွတ်ပြီးတတ်ပြတ်ကောင်းရင်နိုင်ငံကိုရောက်တာဖြစ်တယ်။အာမင်။အဲ့တော့ယနေ့ကျွန်တော်တို့ယုံကြည်သူခရိယန်တွေကတည်လာတဲ့ကျွန်တော်တို့ခန္ဓာခရိယန်တင်ချမ်းရောက်တယ်။မရောက်တဲ့ဟာလည်းရှိတယ်။ဒါပေမဲ့ဝိညာဉ်ကဘယ်ရောက်လဲဆိုတော့တတ်ပြတ်ကောင်းရင်နိုင်ငံကိုရောက်သွားတာဖြစ်တယ်။သူသူဆရာတင်လာတဲ့အရာကဒီကားတိုင်းဘဝသူခိုးအကြောင်း ဒီကားနိုင်ဘောရဲ့တခိုးအကြောင်းကိုကျွန်တော်တို့ဘာသာတော်တော်များများကအတူယူပြီးတော့အာဘာမကောင်းမှုတစ်ခုမှလုပ်ဆရာမလိုဘူးအာဘပ်တိစံခံဆရာမလိုဘူးပွဲတော်စားဆရာမလိုဘဲနဲ့အာဘာမဘာမကိုမလုပ်ပဲနဲ့ကောင်းကင်နိုင်ငံရောက်တဲ့အတွက်ကြောင့်ဆိုပြီးတော့ဒီဘုကိုတယောက်ကိုသူတို့ကစံမော်ဒယ်ပေါ့နော်ဒီသံပြနမူနာကောင်းกว่าစံပြတယောက်ထားပြီးတော့သူတို့ဟောပြောတာလေ ခရိယန်တရားထဲမှာကျွန်တော်အထင်တော့အညဆုံးလို့ကျွန်တော်ထင်တယ်အညဆုံးအေးအဲ့ဒါဟာလေးဒါကျွန်တော်တို့ဒီတိုင်းဒါသွားမယ်ဆိုရင် mix စီတော့ဟေးဘာလို့အခုအခုနဖရာအကြောင်းနဲ့ဘာလို့ဟိုးနေမှာလဲဘာလို့ဂျန်းစာဖတ်နေမှာလဲဘာလို့ဖရာအကြောင်းနေစောင့်နေမှာလဲဘာလို့ဒီဒီဖရာအကြောင်းနေမှာတရားဟိုးဆရာတွေလုပ်နေမှာဘာလို့ဒီအခုဘာသာရေးဆရာလုပ်မှာလဲဘာလို့တမန်ဂျန်းစာတင်တန်းကြောင်းသွားမှာလဲဘာလို့ဖရာစကားတင်ပေးတာမလို့ဘူးလေ အမလိုဘူးဆိုတော့ညေကောင်မောင်တမတော့ဘယ်သူမှမစုပ်ဘောနော်ဒီဆရာထဲကိုပြောတာမဟုတ်ဘူးအဒီတတိ sorry တတိဖြစ်ကုန်ပြီဒီကားတိုင်းပုံမှာတေလူလူဖြစ်တဲ့နောက်ဆုံးခရီးရောက်နေတဲ့အပြစ်သားလေးနော်ဒီခိုးတယောက်ကိုစံပြတော်ထားတာကိုနည်းနည်းတရီထားစီခြင်းတယ်သူအတိုင်းတာကျွန်တော်တို့ပြောကြည့်စင်တာစန်းစာလည်းမဖတ်နဲ့လေနော်အဲ့ဒီတခုကစန်းစာဖတ်လာမဖတ်ဘူးလေအမလိုဘူးလေ ဘာမှကိုမလိုတာအဲ့ဒါကြောင့်တခါတည်းစဉ်းစားဖို့မလားပြောချင်တာအဲ့ဒါကိုစံပြကျွန်တော်ထားဖို့ထက်အဲ့ဒီအရာလေးနဲ့ကျွန်တော်တတိပေးစရာပဲရှိတာပါလဲဆိုရင်အဲ့ဒီကားတိုင်းပေါ်မှာသူခိုးอ่ะဟုတ်တယ်အပြစ်ရှိတယ်အပြစ်သားလေဒါပေမဲ့ तू อ่ะတောင်မှအချစ်မရှိဘူးလို့တာနင်တို့ပြောပြောနေတာဆရာသမားတို့တွေကပြောပြောနေတာတကယ်အနောက်ဆုံးမှာသူ့ရဲ့ပတ်စပ်နဲ့နှုတ်နဲ့ပြောတဲ့ကျွန်တော်ကကျွန်တော်အပြစ်ကြောင့်ဒုက္ခခံတာကားတိုင်းစဉ်တတ်တာဖြစ်တယ်ဒီတခင်ယေရှုက तू အပြစ်မရှိဘဲနဲ့ ်အတိတ်တကားနိုင်ဖို့တက်တာဖြစ်တယ်ငါအပြစ်ရှိတယ်နော်ငါတို့ကပြစ်ရှိတော့ခန္ဓာသူပေးရတယောက်တော်မှာတခင်ခရစ်တော်ကိုစိုးကားမောကားလုတ်တဲ့လူတယောက်တော်မှာတောကာကွယ်ပြီးတော့နော်တောချင်းတောကာကွယ်တယ်ဆိုတာတက်တည်ဘာလဲဆိုတော့တော်ပြီးတော့ထောက်ပြပြီးတော့နင်းတို့ငါတို့ကအပြစ်ရှိလို့ခံရတာသူကအပြစ်မရှိတဲ့အဲ့လိုမပြောနဲ့ဘာညာပေါ့သူရဲ့နောင်တတရားပစံနဲ့ action နဲ့နော်အမှန်ကန်ဒါသူရဲ့နောင်တလေနောင်တအကျင့်တစ်ခုပဲလေပြောချင်တာက ။ဒီအချင်းနဲ့သူအဲ့ဒီစကားလေးကိုပြောထွက်တော့လဲတခင်ယေရှုကအင်းနဲ့ဒီနေ့ငါပါတီစုပေါ်မှာနေမယ်တော့ပြောတာလေ။အရှင်းရှင်းလေးကျွန်တော်အဲ့တော့ तू ကသူ့ရဲ့နောက်ဆုံးခရီးရောက်နေတဲ့အတွက်ကြောင့် तू ကဒီမှာလေဒီတော့မှလေဘယ်လိုနည်းနဲ့မှပြန်ရှင်းလာစရာအကြောင်းမရှိဘူး။အဲ့တော့သူ့ရဲ့နောက်ဆုံးနေ့ရဲ့နာရီလေးမှာအဲ့ဒီတခင်ဖရားရဲ့တနာချင်းကိုသူရတော့တော့နကောင်းကင်ရောက်တယ်လို့ကျွန်တော်တို့ပြောလို့ရတယ်။ဒါက exception အနေနဲ့တုံးတာ။ တာကို exception အနေနဲ့မဟုတ်ပဲမဲ့တာကိုပဲ number 3တော့ထိုင်တော့ခရိယာနေလုံးမဘယ်နေရာမှာတမချန်းစာဖတ်တာဖယားကြောင်းတော့တာနော်ဖယားစကားတင်တန်းတော့တာဒီချင်းဆိုတာဟောအော်ဒီဖယားကြောင်းတွေဆောက်တာလုံးဝမလုပ်ကြဖို့ပဲဖြစ်တော့မှာနော်ဆိုတော့ပြောချင်တာတတိထားစေချင်တယ်စကားကို3အဲ့ကြောင့်တီဟာကို3ထားစီချင်တယ်အဲ့ကြောင့်ဒီဒုခတော်မှာသူ့ရဲ့ပါစံနဲ့နောင်တတရားကြောင့်ပြောရင်တော့နောင်တသူ့ရဲ့ပါစံနှုတ်နဲ့ဒါအစ်စ်အပိုင်းမှာပါလေနောင်တရတယ်လေနောင်တရချင်းကြောင့် तू က သခင်ဖရားရဲ့တနာချင်းရသွားတာပါပဲလေပါတီစုပုံရောက်တာပါပဲဆိုတဲ့ဟာကိုကျွန်တော်တို့မြဲမြဲသတိထားစေချင်တယ်အာတည်စေချင်တယ်เนาะ and very careful ကျွန်တော်တို့အယံကိုခရုဆိုင်ပြီးတော့တမန်ချန်းစာကိုအ내ပြန်ဖို့ဖြစ်မယ်အဲ့ဒီတိုင်းတာပြောရင်တော့ကျွန်တော်တို့သခင်ယေရှုရဲ့ဟိုးတယ်เนาะပညာတိကုံကပေးတဲ့ချင်းချင်းချစ်ကြလို့ဆိုတဲ့ဟာတွေဘယ်နာတော့ထားမှာလဲအသခင်ယေရှုကငါရဲ့အတွေ့အတာကိုစားတော့တဲ့သူသာရတဲ့ရမယ်ဆိုတဲ့ရှင်မြို့ဟာခန်းကြီးအ6အခန်းငယ်53 54တော့เนาะ ဘယ်နာတော့ထားမှာလဲဒါဒီဒီဒီတိုင်းစံတခင်ယေစုကိုအခုကျွန်တော်တို့ညီအကိုခရိယာနဲ့တချို့ပြောတယ်ငါရဲ့ကယ်တင်ပန်းရှင်အဖြစ်နဲ့လက်ခံမှာကယ်တင်ချင်းရတယ်ဆိုတာအဲ့ဒီကားတိုင်းဘောကတယောက်ကအဲ့လိုမပြောပါဘူးတခင်နေကငါရဲ့အသက်တခင်အသက်တခင်ကယ်တင်ပန်းရှင်ဖြစ်တယ်ငါရဲ့ my personal savior no no မအဲ့လိုမပြောပါဘူးဆိုတော့ဒါဘခုတူတာပြောပြတာเนาะဆိုတော့ဒါလေးတတိထားစေချင်တယ်ဒီအာလုံးဝနောက်ဆုံးအဲ့တော့ကျွန်တော်ကက်တင်အတင်းတော်မှာရှင်ကျွန်တော်တို့ ဒီ exception လေးတွေဆိုအဲ့ဒါဘုရားသခင်ကသူ့ရဲ့ကျွန်တော်တို့လို့သူ့ဟာကဲတင်ကားတိုင်းပုံမှာတည်ပြီးမှငါတို့ကိုကဲတင်လာတဲ့အပိုင်းရှိပေမဲ့သခင်ယေရှုတောင်မှအဲ့ဒီရဲ့အပြင်အထက်ကျွန်တော်တို့လူတွေမတိနိုင်တဲ့ level မှာသူတနာချင်တဲ့လူကိုတနာတဲ့ဘုရားဖြစ်တယ်။ငါတို့ကတော့ပြီးမှ song ဖက်တော့မရဘူး။အဲ့ဒီတိုင်းဆိုငါတို့တောင်မှပြောလို့ရတာပေါ့။အဲ့ဒါကြောင့်မှသခင်ယေရှုတောင်မှမတည်သေးတဲ့အချိန်လေကားတိုင်းပုံမှာနော်။ အဲ့ဒီလူကိုတော့ကယ်တာလေရှင်းရှင်းပြတော့ကယ်မယ်တော့ကတိတောင်ပေးပြီးပြီလေကျွန်တော်အားအချိန်မှတကြီးဆိုတော့မတည်သေးဘူးတော့သူလည်းမဆိုင်ဘူးပါညာတော့မငင်းချင်ရင်တော့ရနိုင်လားပေါ့ငင်းမဲ့လူလည်းရှင်းရှိနိုင်တော့ပေါ့အာပြောချင်တာကနော်ဆိုတော့သူကနောက်ဆုံးခရီးရောက်နေတယ်အတော့ကျွန်တော်ကက်တရီအတင်းတော့မတချို့တွေကအာကျွန်တော်တို့အတော့ပါတီဆက်မှာတော့မှကျွန်တော်တို့ဒုမျိုးရှိနေဆိုတာရေးအဖြစ်စီဂျိုချင်းဆိုတာလူတိုင်းခံယူရမယ့်အရာဒါပေမဲ့အာတချို့အတွက်ကတော့ဆန်တာအဖြစ်စီဂျိုချင်းเนาะအခုနော် ဒီအာဆန္ဒဆိုတာတခင်ယေရှုကိုယုံကြည်တဲ့ပါတီစံရင်းနဲ့မခံသေးဘူးသူရဲ့စိတ်နှလုံးသားထဲမှာတခင်ယေရှုကိုတည်ပြီအခုတခိုးလိုမျိုးပေါ့အဲ့လိုလိုမျိုးတွေကဲတင်ချင်းရနိုင်တယ်လို့ကျွန်တော်တို့လည်းတည်တာအဲ့ဒါကိုကျွန်တော်တို့ကတင်ပေးတာတချို့လူတွေတွေးအဖြစ်စေချွခြင်းဆိုတာရှိသေးတယ်ရေးအဖြစ်တော့ပါတီစံမခံသေးဘူး member လည်းမဝန်လာဘူးအတင်းတို့ထဲမှာခရစ်တော်ရဲ့တာသနာထဲမှာမဝန်သေးဘူးတို့တော်ညာပဲသူကယေရှုကိုယုံတာမဟုတ်လို့အသားခံလိုက်ရတာအသားလည်းဖရားရဲ့လူပဲယေရှုကိုယုံတာလေအဲ့ဒါကြောင့် ဒါရေနဲ့ပတ်သက်ဆိုင်ခံချင်းဆိုတာကျွန်တော်လူသားတိုင်းလုပ်ရမယ်လို့ဖြစ်ပေမဲ့အဲ့ဒီအပြင်ပါမှာလဲသခင်ဘုရားကကဲတင်နိုင်တဲ့ကဲတင်နိုင်တဲ့ဘုရားရှင်ဖြစ်တယ်ဆိုတာကျွန်တော်တို့ယုံတာဖြစ်တယ်နော်အဲ့အဲ့ဒါကိုပြောပြချင်တယ်အဲ့ဒါကိုဘုရားမလုပ်နိုင်ဘူးမလုပ်နိုင်ဘူးပြောနေတာဘုရားထက်ကိုကတာသွားပြီအဲ့ဒီလူကတော့ဘုရားထက်ထာသွားတယ်လို့ဖြစ်သွားပြီ